မိတ္တတာကလူတိုင်းမှာဖြစ်ရတဲ့ဆိုပေမဲ့ခဏခဏမိတ္တတာကတော့အတော်လေးစိတ်အနှောင့်အယှက်ဖြစ်ရပါတယ်နော်ဒီတစ်ခါမှာတော့ခဏခဏမိတ္တတဲ့အခါဘာလို့စားပေးရမလဲဆိုတာကို ပြပြပေးသားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်အပ်တဲ့ subscribe လုပ်ပြီးတော့လေးနာ notification လေးကိုလည်းဖြည့်ပေးပါအောင်ရှင်ဒီမိတ္တတာကလူတိုင်းလိုလိုဖြစ်တတ်ပါတယ် အရေးပြလာကြောင့်တတိမိနန်တို့ကိုလည်းလှုပ်ရှားမှုအနေနဲ့ဘဝနေထိုင်မှုပုံစံပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်းမိတ်တက်ပါရဲ့ဒီလိုမျိုးမိတ်တက်တာကိုအနေအထိုင်အစားအသောက်နဲ့တက်တာအောင်လုပ်ပြီးလုပ်ရပါရဲ့เนาะအကြောင်းကတော့စားသောက်မှုမှန်ကန်မယ်ဆိုရင်အုံနောက်စီကိုသွေးစီစဉ်ရောက်ရှိမှုကောင်းစီမှာဖြစ်တယ်လို့လက်ညံကောင်းစီပြီးရောမိတ်တက်တာအောင်လည်းကံွယ်ပေးနိုင်လို့ပဲဖြစ်ပါတယ်ကဲဒီတော့နေ့စဉ်စားသောက်မှုတွေကိုမှန်ကန်စွာစားသောက်ပြီးမယ်ဆိုရင်တက်ကြွနိုးကြစီမှာအသေးချပါပဲเนาะဘာတွေဖြစ်မလဲဆိုတာကိုဆက်ပြီးရောကြည့်လိုက်ကြရအောင်ပထမတစ်မျိုးကတော့ဟိတဟိရတွေစား ါပါနော်လူတိုင်းကနေ့စဉ်စားသုံးမှုမှာအသီးရက်တွေပေါအောင်စားသုံးမှုမင်းနေတတ်ကြပါတယ်တကယ်ကတော့အုံနောက်တက်မှပြီးတော့မှတ်ဉဏ်ကောင်းစီဖို့အတွက်နေ့စဉ်စားသုံးမှုမှာအသီးရက်တွေပါဝင်အောင်စားသုံးမိဖို့လိုပါမယ်အထို့သဖြင့်အုံနောက်တက်မှစီဖို့အတွက်ထောက်ပံ့ပေးတဲ့အသီးရက်တွေဖြစ်တဲ့ပန်းကော်ပီစိတ်ကော်ပီရောအစိမ်းရည်အောင်ဟင်းသီးရက်တွေဖြစ်ကြတဲ့အကိုက်လန်မုံငင်းစိမ်းဆက်တော်တွေကိုစားပေးဖို့လိုအပ်ပါမယ်နောက်ထပ်တစ်မျိုးကတော့ berry သီးတွေပါနော် berry သီးတွေ blueberry blackberry သီးတွေ cherry သွေးစရာဆိုရင်မျက်ညံကောင်းစေဖို့အထောက်အကူပေးတဲ့အန်တိုဆိုင်ယန်နင်းနဲ့တခြားဖလိုဗာနိုက်တွေပါဝင်နေပါတယ်။ဒီနေ့တာမှာဘယ်ရီသီးလက်နှုတ်စာစားပြီးတာကဒရိုးဆန်ရင်ပစ္စည်းကျွဲသွားပြီးတော့ခဏခဏမေးတက်တော့တက်လာစီမှာပါ။ပုံမှန်လေးစားပြီးဖို့လိုအပ်ပါမယ်နော်။ နောက်တစ်မျိုးကတော့ omega 3 fatty acid ကျွဲဝါးတဲ့ငါးတွေပဲဖြစ်ပါတယ်။ omega 3 fatty acid ကျွဲဝါးတဲ့အစာအစာတွေကမျက်ညံကောင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့်အုံနောက်ကျန်းမာပြီးရောမျက်ညံကောင်းမှုစေဖို့ဆိုရင်နေ့စဉ်စားသုံးမှုမှာ omega 3 fatty acid ကျွဲဝါးတဲ့ salmon, tuna ငါးနဲ့စာရင်းငါးစတာတွေကိုစားပေးပါနော်။ ဒါတမျိုးကတော့တစ်ကြသည်ပါနှလုံးကျန်းမာစေတဲ့တစ်ကြသည်ကအုံလောက်ကျန်းမာစေပြီးတော့အမှတ်ဉဏ်ကောင်းစေဖို့ထောက်ကူပေးပါတယ်။တင်းမြင်မှုစွမ်းရည်ကောင်းစေဖို့လည်းထောက်ကူပေးပါတယ်။အစာခံနိုင်စေပြီးတော့ပရိုတင်းချေဝါးတာကြောင့်ခန္ဓာကိုယ်ကျန်းမာစေတယ်လို့ Omega 3 fatty acid ပါဝင်နေမှုကလည်းခဏခဏမိတ္တာကိုသက်သာစေဖို့အတွက်ထောက်ကူပေးပါတယ်။နောက်ထပ်တမျိုးကတော့အနက်ရောင်ချောကလက်ပဲဖြစ်ပါတယ်။အနက်ရောင်ချောကလက်ကိုကိုကိုစိရနေထုတ်ထားတာပါ။ကိုကိုစိမှာတတိုးစင်ခင်ပစ္စည်းတမျိုးဖြစ်တဲ့ Flavonoid ပါဝင်နေပြီးတော့ ။အုံနောက်ကျမ်းမစီသလိုသိမြင်မှုစွမ်းရည်ကောင်းစေဖို့လည်းထောက်ကူပေးနိုင်တာကြောင့်သတိမေတ္တာကိုတက်တာစီနိုင်ပါရဲ့။အုံနောက်စီကိုတည်စီစင်ရရှိမှုကောင်းစေပြီးတော့အုံနောက်စီရဲ့ကျမ်းမစီဖို့အတွက်ထောက်ကူပေးပါရဲ့။မမိနာစွမ်းတိုးစေပြီးတော့အာယုံစူးစိုက်မှုကောင်းစေဖို့လည်းထောက်ကူပေးပါရဲ့ရှင်။ခဏခဏမေတ္တာကိုတက်တာစီဖို့အတွက်ညီမခုပြရပေးခဲ့တဲ့ငါးမျိုးကိုလေ့စင်စားသုံးမှုမှာပါဝင်အောင်ထည့်သွင်းစားသုံးပေးဖို့လိုအပ်ပါရဲ့။ဗီဒီယိုလေးကိုဆုံးလိုက်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်။